ဟယ်လိုဟယ်လိုမင်္ဂလာပါမျိုးတို့ရေကျွန်တော်ရဲ့ North Africa Channel ကိုနေ့ရက်တိုင်း RPG ပေးတဲ့ကြာကြာလာသူပဲကျူးစင်နေဒီနေ့ကျွန်တော်တင်ဆက်ပြပေးပြလေးရတော့ကိုစီကိုနောက်ငယ်တို့ရဲ့ reaction လေးပဲဖြစ်တယ်အတူတကွကြည့်ရှုနားဆင်ကြရအောင်ပိုင်ရဲဘိုးဆိုတဲ့အရက်ပြက်ဇက်ပြက်မင်းသားယူอ่ะဟိုရက်ကကျွန်တော်ဟို2024လေးလုံးကဗီဒီယိုဖိုင်ကို ယူပြီးတော့ငစီကိုတဲ့ဖန်စီထုတ်ရိုက်ခံဖြစ်ပြီးဆိုပြီးတော့သူ reaction လုပ်တယ် ကျွန်တော်ပြန်စော်လိုက်တာဆောက်ရက်ရှိလားမရှိလားတော့မသိဘူးအခုတခါထပ်ပြီးတော့ဘယ်ရဘယ်ဗီဒီယိုဟောင်းဟိုးကြာခဲ့တဲ့ဗီဒီယိုတခုကိုယူလာပြီးတော့ဗာငစီမိမ့်မနဲ့ခလေးဝစ်လိုက်တာဝစ်လိုက်လို့ဘဝပြက်9ရက်10လ2025ဆိုပြီးတော့ဒီမှာထပ်လုပ်ထားတယ်နော်မကြည့်လိုက်ပါမင်္ဂလာပါဗျဒါအားလုံးကျေးဇူးပါတယ်ကျေးဇူးပါတယ်ခရီးကုန်ကြတဲ့အားလုံးတို့ဆက်ပါပြီးဟာဒီနေ့ မင်းမျက်နှာမြင်မင်းအတန်ကြားရင်ပျော်ရွှင်ပါစေဒီလိုလူတော့မတည်ဘူးပါငါကတော့မင်းမျက်နှာမြင်လိုက်တာမင်းအတန်ကြားတာအကုလို့ဖြစ်တယ်စောင့်ကြက်တွေကိုမရှိလို့ဒီစောက်ဘက်ကမင်းသားဆိုလို့ငါသိချင်းဆောင်အောင်နဲ့နော်မင်းတို့ကောင်မျိုးမင်းသားဆိုတော့မကြည့်ပါဘူးအဟမ်းစောက်ဘက်ကမင်းသားတယ်အဲ့ဒါကား20ရောင်ခေါင်းဆောင်မင်းသားရိုက်ထားရတယ်ကျွန်တော်တူမဲတာကသူ့ကိုကျွန်တော်ကမင်းသားမမတိလို့မတိဘူးပြောလိုက်တာသူ့ကိုမင်းသားမမတိရကောင်းလားအဲ့တော့ကစပြီးဒီကောင်ကျွန်တော်ဖောင်းမတောင်းချောက်ထူတာနော် အဲ့ဒါခေါင်းဆောင်မင်းသားတဲ့သူကား30တော့ရိုက်ခဲ့တာတဲ့တဲယုံထောင်နဲ့ချီကုန်ပြီးရိုက်ခဲ့တာတဲ့ဆိုတော့ကျွန်တော်ကတကယ်ပါတကယ်မသိတော့မသိဘူးပြောမိလိုက်တာသူအဲ့တော့ကစားပြီးဒီကောင်ကကြောင်းတော်ကရန်စားတွေထားပြီးတော့အမအညိုးတင်းနဲ့ကျွန်တော်ကမဟုတ်ကဟုတ်ကလေးဆွဲပြီးတော့မိမလောင်းမိမချအောက်တန်းစားဆက်ဆန်တိုက်ခိုက်ကြတော့ပဲအခုလဲဘယ်ကမျိုးသမီးရဲ့ဗီဒီယိုဖန်ကြားပြီးဒီမျိုးသမီးရဲ့ live မှာတွေ့ကြမှာပါနော်တိနေမှာကြာပြီကြာပြီဘယ်တော့လဲဗီဒီယိုအဲ့ဒါကြီးကိုယူလာပြီးသူ့မှာလှုပ်ရှားရွေးရှင်မရှိတော့တော့လေတနာမှုရကောင်တော့တိရဒီကောင်ဖြစ်နေတဲ့ဘောကကြည့်ဝကြည့်ဝ ားရဲ့စေမံတောင်းတာတောင်းတော့နဲ့ဒီလေဝိမာနဲ့ခေလာတောင်းမောင်းဝိလိုက်တော့တဲ့နဲ့ဒီလာဆိုလည်းဒီကုရဲ့ခေါင်းထင်အောက်မှာအခုကျွန်တော်ကြားတာတော့မှဒီကိုကျွန်တော်ဒီဘာမလေးအားလုံးသိရှုခံနိုင်နေတယ်လေအဲတော့ဒီခါလေးကိုကျွန်တော်ဘာမမှဒီကိုတောင်းဆိုပါလေသူများတွေကိုစစ်ကုန်မခေါ်နဲ့နော်စစ်ကုန်မခေါ်နဲ့ယောက်ျားပီတိုင်းယောက်ျားပီပီကိုကူအမှန်ဆိုလဲမင်းအမှန်ကိုပြောရဲရနော်မင်းပြုတ်ကိုပြောမဲ့စကားကိုတိတ်ခါရှိရှိပြောခြင်းကျွန်တော်ပြောတာမှားလားမှန်လားဘယ်မေးရဲရ ရှင်းလားအဲ့ဒါယောက်ျားအခုမင်းကပြောမယ်မင်းပေးလိုက်တဲ့ခေါင်းစဉ်နော်ဝင်လိုက်တော့မှငစီလားငစီနဲ့ဘာမိမကလေးဆိုဘာသူသူမိမသူမိမပဲကျွန်တော်ကိုပေးတာဖြစ်မယ်နော်ထားပါအဲ့တော့ခေါင်းစဉ်ပေးတယ်ဆိုတာကကိုယ့်အထက်ကဗီဒီယိုနဲ့ကိုယ့်အထက်ကအချောင်းအရာနဲ့နော်ပတ်သက်ဆက်နွယ်မှုရှိတဲ့အရာနော်အဲ့ဒါကိုပေးရတာနော်အခုမင်းပေးထားတဲ့ခေါင်းစဉ်နဲ့မင်းပြောမဲ့စကားလေးကိုမှကြည့်ဝင်လိုက်နိုင်တယ်ဒီဆိုလေ ကောင်းတဲ့နေနဲ့ကျွန်တော်တို့ကြည့်လိုက်ပါမယ်။ဘာလို့ဟောတော့ဟောဘာလို့ဟောတော့ဖိုင်ရမို့ကိုရလို့ပဲရှိရခုမှတည်ရလို့ဝိုင်းပဲလေ။ဘယ်ရလို့ဝိုင်းမလျာတင်းစီဖဲဟမ်တင်းစီဖဲထားလေ။တန်နေမှာကတင်းစီဘယ်မှာလဲ။အော်တင်းစီ။အော်စစ်ချောင်းမှာလား။ညနေလေးဆောင်နေလို့ပဲရှိရဖြစ်လာတယ်။ဘာလို့လဲပေါ့ပဲ။အခုဘာမှမရတော့။တင်းနေအဲ့ရအမဘယ်နာသေးလဲ။ ဟဲ့ခေါင်းလေးညက်ပြီးတော့နှုတ်သီးကဟိုဘက်ရွတ်လိုက်ဒီဘက်ရွတ်လိုက်လို့မလဲ။ရွတ်ရွတ်ငါးဆောင်းဖက်ပါနော်။မမအော်ကျဆောင်ကျဆောင်နေတယ်။ဒီအစ်ဒရမာခင်းနေတော့တူးမျက်နှာကြည့်တာဟိုဝမ်းနေပြီးတနာတဲ့ပုံစံမျိုးသူမှုတွင်းနေပြီ။အဲဘာဟဲ့ကိုရုပ်ရှင်ရိုက်နေတာ။သူကခေါင်းဆောင်မင်းသားဆိုတော့အေးပေါ်နေပြီးအေးအေးအေးကြီးကြီးမမမတွင်းသူဆပ်ပေါ်တခြားကြီး။ပြောင်းပြောင်းနေပြီ။ပြောင်းပြောင်းနေ။အိုကတိုင်တော့ရရအောင်ရေပြန်တော့မယ်ရ

အာရုံပြုရခံရတဲ့ဒုက္ခတွေမှာအရင်ကြီးလို့လေကြာမဲ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 တွေ့တယ်မလားအာတွေ့စမီတော့ဒရမာစမီတော့ကြည့်နေ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 တော့အင်းဒီကမှလည်းမဟုတ်ဘူးနော်အာလုံးမမမဟုတ်ဘူးဒီဒီကိုကတော့အာလုံးကြည့်လေရကြည့်ပြီးတိုင်းကိုဒါကူမီရာကတိုင်းကြီးမှာရှိတဲ့ပြီးပြီးတော့ရောက်နေတာဘိန်စစ်ဘိန်ဘယ်သူမှမကြည့်ချင်တဲ့ဆန္ဒကောင်းမှရှိဩတကယ်လား ်အော်မောင်ဘလူးမပြည့်စုံခြင်းဆန္ဒဘလူးမဒုက္ခပြည့်စုံခြင်းဆန္ဒရှိတယ်ပေါ့โอเคအဲ့ဒါဆိုမင်းကပြောပြမယ်နော်ဒီຫນွေဥတော်လှန်ရေးမှာငါစဝင်ပြီးမြေပြင်ဆင်းပြီးတော့ထောက်ဖို့အလုပ်ကိုစလုပ်တာမင်းတို့အာနာသိန်းနဲ့2017မှာမဟုတ်တော့2022မှာကိုစီဆိုတဲ့ကောင်ကမြေပြင်ထိဆင်းလာပြီးတော့ဒီတော်လှန်ရေးမှာထဲထဲဝင်ဝင်ပေါင်ပြီးလုပ်တာအဲ့တော့တင်ရဲကောင်တွေထွက်ခွဲဆိုပြီးတော့ကိုစီဟာအာနာသိမ့်လိုက်တာနဲ့ထွက်လာပြီးတော့အဲ့လိုမျိုးစလုပ်ခဲ့တာမဟုတ်ဘူး ဲ့တော့အရှင်းမှာတစ်နှစ်လုံးတော့နော်ပြောပြမယ်မင်းသူများနေဒုက္ခရောက်တာပြည်သူဒုက္ခရောက်မင်းမလုံလောက်ပြောနေနော်2021ခုနှစ်ဖေဖော်ဝါရီလ9ရက်မှာနေမင်းတို့စစ်တပ်ကဖမ်းဆီးထားတဲ့ပြည်သူပေါင်း152ဦးရှိတယ်အဲ့ဒီအချိန်မှာပြည်သူတွေကငြိမ်းချမ်းစွာနဲ့သူတို့ဆန္ဒကိုသူတို့ဖော်ထုတ်တယ်အရှေ့ကဆန္ဒပြတော့ရင်အနောက်ကနေအမိုင်းလိုက်ောက်တဲ့အဖွဲ့ကောက်တယ် အဲ့ဒါလို့ငြိမ်းချမ်းစွာနဲ့တို့ဆန္ဒကိုယင်းနေတဲ့ဆန္ဒကိုငြိမ်းချမ်းစွာနဲ့ထုတ်ဖော်ဆန္ဒထုတ်ဖော်တဲ့ဒူတွေကိုဖမ်းဆီးလိုက်တာဇန်နဝါရီဖေဖော်ဝါရီလခုနှစ်ရက်နေမှာလေလူပေါင်း150ကျော်ဖမ်းလာပြီအဲ့ဒီအချိန်မှာမင်းရဲ့တနာတဲ့စိတ်ကဘယ်ရောက်နေလို့လဲမင်းမိတ်ခြံအောင်တဲ့ကိုရောက်နေတာလားဟုတ်လားဟမ်ဟော ဒါညဉ့်ညံ့တော့ဗျာဘာမှအပြတ်အမှောက်တွေမလုပ်ပဲနဲ့သူတို့ရင်ထဲကဆန္ဒကိုဒါလက်မခံလို့လက်မခံကြောင်ထုတ်ပေါ်တာလေဗျာဒီလိုပေါင်းလူပေါင်းယာနဲ့ချီကိုဖမ်းမတရားဖမ်းသိမ်းကြအကြောင်းမရှိဘူးမင်းမပြောခဲ့ပါလားနော်ဟုတ်တယ်နော်တစ်ချက်နောက်ပြီးတော့ဖေဗူလာ၈ရက်နေ့မှာပြင်းပြင်းနဲ့ဝင်းကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်တို့ဒေါက်တာမြင့်နိုင်တို့ဖေဗူလာ၉ရက်နေ့မှာမြို့တော်ဝင်ဦးရဲလွင်တို့ဖေဗူလာ၁၅ရက်နေ့မှာနော်မော်ရံတပိတ်ကောင်းဆောင်ဝေမိုးနိုင်တို့အစိုးရကိုပိုတို့ဦးစင်ဝိုင်းတို့ ဲ့ဒါတွေကိုဖမ်းနေချင်တော့အဲ့ဒီလူတွေဟာဓာတ်တလက်မကင်နိုင်ဘူးခဲတဲ့ခြုံနဲ့ဓာတ်ချောင်းတော့မကင်နိုင်ဘူးနော်အဲ့ဒီလူတွေကိုထွက်ဖမ်းတဲ့အချိန်မှာမင်းမတနာကျင်နာတတ်တဲ့နှလုံးသားတွေမရှိဘူးပေါ့အဲ့ဒီအချိန်မှာမင်းရဲ့တနာကျင်နာတတ်တဲ့စိတ်ကမင်းမခြံအောင်လဲကိုရောက်နေတာပေါ့ဟုတ်လားဟမ်ထပ်ပြောမယ်ဆော့ဖေဗူလာရီလ၈ရက်နေ့မှာနေပြီးတော့တပြေကောင်းမှာညတတ်တ်ခိုင်နဲ့နောက်ထပ်ကောင်လေးတယောက်ကဘိုက်ပေါက်သွားတယ်ညတတ်တ်ခိုင်ကခေါင်းကိုတစ်ပစ်တယ်အဲ့ဒီမှာဒံယံရတဲ့လူငယ်၅ဦးတည်းမနှဲရှိတယ် အဲ့ဒီချိန်မှာကဲဘာမှအပြစ်မရှိတဲ့ကလေးတွေလက်နဲ့ဆိုလို့အတ်တော်တစ်ချောင်းတော့မကင်မဲနဲ့သူတို့ရင်ထဲကဆန္ဒဒီအာနာသိန်းတာကိုကျွန်တော်တို့ကျမတို့ဒီလက်မခံပါဘူးဆိုပြီးတော့လက်သုံးချောင်းလေးထောင်ပြတာကိုရရဆက်ဆက်ခေါင်းကိုပြစ်တတ်ဘိုက်ဖို့ပွန့်ထွက်အောင်ပြစ်တဲ့အချိန်မှာမင်းရဲ့တနာညင်တာတတ်တဲ့စိတ်တွေကမင်းမိတ်ခြံအောင်ထဲမှာကိုမေကိုလိုးနေတယ်ပေါ့ဟုတ်လားပိုင်ရဲကိုဟမ်ဟမ်ဆက်ရိုင်းမိမယ်ခဏဆောင် ဖေဖော်ဝါရီ12ရက်နေ့မှာမော်လမြိုင်မှာအနှက်နှက်ပြစ်ပြီးလူစုခွဲတာတွေဖေဖော်ဝါရီ14ရက်နေ့မှာမြစ်ကြီးနားလျှက်စစ်တပ်အပင်စက်ရုံမှာဝင်စီးတယ်ဆိုပြီးပြည်သူတွေသွားကြည့်တဲ့ဟာကိုရေးရဲဆက်ဆက်ပြစ်ခတ်ဖြိုခွင်းတာတွေနော်အဲ့ဒီမှာတည်င်းတောက်တွေရဆအကုန်ဖမ်းတာတွေနော်တည်င်းမီဒီယာမန်နိုင်ဆိုပြီးဦးအောင်နေကြတဲ့ကောင်တွေအမှတည်င်းတော့9ယောက်ကိုဖမ်းခဲ့တာတွေအဲ့ဒီအချိန်လုံးကဘယ်ပြည်သူမှလက်နက်နဲ့မနိုင်သေးဘူးငါဆိုတာနဲ့မြေပြင်စီမီဘာလုံးမှမလုပ်သေးဘူးနော်ငါစီးပွားငါလုပ်နေတာအဲ့ဒီအချိန်မှာနော်အဲ့ဒီအချိန်တော့မင်းရဲ့တနာညင်တာတက်တဲ့ ဟိုတနာကိုခြင်းစံတတ်တဲ့စိတ်ဓာတ်တွေကမိမိခြံတော်ထဲမှာကိုမေကိုလို့နေလို့မင်းအဲ့ဒါတွေကိုမကိုခြင်းမစံခဲ့တာပေါ့ဟုတ်လားဟမ်ဖေဝါရီလ20ရက်နေ့မှာမန္တလေးစံနာပြလူငယ်ကိုရဲနဲ့ဒီလုံကြုံရေးဖွဲ့တွေကတနတ်နဲ့ပြစ်တော့လူ20ကျော်ဒဏ်ရာရတဲ့အချိန်မင်းရဲ့တနာတတ်တဲ့စိတ်ကလည်းမရှိပြန်ဘူးအမှကိုမေကိုလို့မပြီးသေးဘူးဟုတ်တယ်မလားဟမ်ထပ်ပြောမယ်ဖေဝါရီလ20ရက်နေ့မှာရန်ကုန်မန္တလေးမှာဖြိုခွင်းမှုတွေစတင်ပြီ အရက်ဝင်းနဲ့ထောင်လန်းရေးတွေကမိန်းကလေးဝါစာဖမ်းပြီးတော့ပါးတွေနားတွေရိုက်အဲ့ဒီဖေဗူလာ20ရက်နေ့တနေ့တည်းမတရားဖမ်းဆီးခံရတဲ့ပြည်သူတရားကြောတယ်အဲ့ဒီအချိန်လုံးကလည်းမင်းရဲ့ကိုချင်းစာတတ်တဲ့တနာတတ်တဲ့စိတ်တွေကမရှိပြန်ဘူးမင်းမေခြံောင်ထဲဝင်ပြီးကိုမေကိုလိုးနေပြန်တယ်ဟုတ်တယ်မလားဟုတ်နော်စက်ပြောပေးမယ်မတ်လ3ရက်နေ့မှာမုံမျက်စိတ်ထားပလိုက်တာအတင်းနဲ့တကုံတက်ကြိုးចောင်းသားများအရေးပေါ်နာရေးကူညီမှုအတင်းစန္ဒပြပြည်သူတွေကို နော်တခုခုထိခိုက်ဒဏ်ရိုက်ပြုစုစောင့်ရှောက်ပေးဖို့အဲ့ဒီ pride အတင်းရအတင်းတူအတင်းသားတွေကိုရင်ပေါ်ကဆွဲချစောက်စောက်ထိုင်ခိုင်းတနတ်တင်နဲ့ခေါင်းကိုရိုက်ခွဲရရဆက်ဆက်ကန်ကြောက်ဒီအချမ်းဖက်ပြီးတော့မျိုးစုံဖုတ်ရိုက်ပြီးတော့အဲ့ဒီပြည်သူတွေကိုကာကွယ်စောင့်ရှောက်မဲ့ဒီလူနာတီရင်တွေကိုရိုက်ခွဲဖြစ်စည်းလုပ်တဲ့အချိန်တုန်းကမင်းရဲ့တနာတတ်တဲ့ကုညီတတ်တဲ့စိတ်ကမရှိမြန်ဘူးပေါ့ကိုမေကိုလို့မပြီးသေးဘူးမလားအဲ့ချိန်မှာဟမ်ပြည်သူတွေကိုကုညီဖို့လာတဲ့ ကျမ်းမာရေးစောက်ရှောက်မှုလုပ်တဲ့ရင်ကိုယ်တော်မှဖြည့်ဆည်းပြီးတော့ကျမ်းမာရေးစောက်ရှောက်ပေးတဲ့စေတနာဝန်ထမ်းကျမ်းမာရေးပရဟိတဝန်ထမ်းတွေကိုတနတ်တင်နဲ့ရိုက်ခွဲနေတဲ့အချိန်မှာမင်းရဲ့ကူညီတတ်တဲ့တနာတတ်တဲ့ကျင်နာတတ်တဲ့စိတ်တွေအရမရှိပြန်ဘူးဟုတ်တယ်နော်မင်းမိခဏောင်လေးကမထွက်ကြသေးဘူးမလားဟမ်အေးငါတိတယ်ဆက်ပြောမယ်အားလားဆိုမန္တန်20ရင်းနေမှာမန္တလေးမှာစန္နတလူတွေကိုခဲကြီးအစ်စ်နဲ့ပြစ်ပြီးတော့ကားနဲ့ပိုက်ပြီးတော့ဖမ်းအဲ့ဒီကနေ့တည်းကပြည်သူမန္တလေးမှာ 20ကျော်ဖမ်းဆီးခံထိရတယ်။ရဲရဲဆက်ဆက်လမ်းသွားနေတဲ့ပြည်သူကိုကားနဲ့အနောက်ကတင့်တိုက်ပြီးတော့တင့်ကျုံပြီးတော့ဖမ်းတာ။ဒါဟာရန်စွပ်မှုမြောက်တယ်။အဲ့ဒီချိန်လုံးကနဲ့မင်းရဲ့တနာတတ်တဲ့၊ကုညီတတ်တဲ့စိတ်တွေကမရှိမြန်ဘူး။ဟမ်ကိုမေကိုလိုးနေတဲ့ပိုင်ရဲကိုဖြစ်နေတယ်အဲ့ဒီချိန်မှာ။ဟုတ်တယ်နော်။ဟမ်ဆက်ပြောမယ်။နတ်ကောင်အောင်မက်စလန်29နဲ့6ရက်နေ့မှာတကုံမြို့တက်တောင်ပိုင်း56ရက်ွက်မှာနော်။ဒီရဲရဲဆက်ဆက်ဖြိုခွင်းနဲ့လက်နက်နဲ့ဖြိုခွင်းနဲ့ ဒီလုံချုံရင်တက်ပွဲတွေရဲ့လုံရက်ကိုမခံနိုင်လို့တဲတဲ့ပြည်နိုင်တဲ့ကိုတဲထည့်ပြီးတော့ကာပြီးတော့နေတဲ့တီတူတွေကိုလက်လက်ကြီးနဲ့ RPG နဲ့တက်ထူပြီးတော့တတ်တာအမှအစုလိုက်အပြုံလိုက်စသေးတာဟမ်ခလေးငယ်တွေလူငယ်တွေသူတို့လက်ထဲမှာလောက်လေးပွားတော့မရှိသေးဘူးနော်လီးချောင်းပဲရှိတယ်အဲ့ချိန်မှာသူတို့မှာအကြမ်းဖက်ဖို့ဆိုတာအဲ့ဒါလို့လီးချောင်းပဲရှိတဲ့တပြားပဲရှိတဲ့မိန်းကလေးတွေယောက်ျားလေးတွေကိုလက်လက်ကြီးနဲ့မြို့ထဲမှာထုပြီးတော့ရဲရဲဆက်ဆက်တတ်လိုက်တာလူပေါင်းအမှဘလောက်တွေွားတယ် အဲ့ဒီအချိန်မှာမင်းရဲ့တနာတတ်တဲ့ကျင်နာတတ်တဲ့စိတ်တွေကမရှိပြန်ဘူးဟုတ်လားမလားကိုမေကိုလို့ပိုင်ရဖို့ဖြစ်နေလို့မင်းအပြင်လောကတွေကိုမတိခဲ့ဘူးမလားဟောအေးနော်ဆက်ပြောဦးမယ်ဖေဖော်ဝါရီလ28ရက်မှာရန်ကုန်မှာဆီယမ်မဒေါတင်နွဲ့ရီအပါဝင်ပညာရေးဝန်ထမ်း200ကျော်လောက်ကစုယုံပြီးတော့သူတို့ရဲ့စံနှုန်းကိုငိမ့်ချန်းဆိုတာထုတ်ပေါ်ချိန်မှာဘာမှကြိုတင်အကြောင်းကြားခြင်းမရှိဘဲလက်နက်အစစ်တွေနဲ့ပြစ်ခတ်ဖြိုခွင်းလို့96နှစ်အရွယ်ဆီယမ်မဒေါတင်မြကြီးကြာရှုံးခဲ့ရတယ် နော်အဲ့ဒီမှာဆရာဆရာမနေဖြိုခွင်းကန်တိတယ်အဲ့ဒီဖေဖော်ဝါရီ26ရက်တရက်ထဲမှာလည်းရန်ကုန်မြို့မှာလူ28ရောက်တဲ့အထက်တည်ဆုံးခဲ့ရတယ်နော်အဲ့ဒီလိုမျိုးအကြမ်းဖက်မှုတွေသတင်းမီဒီယာတွေအကုန်ပိတ်သတင်းချက်လက်တွေအကုန်ပိတ်အင်တာနက်တွေဖြတ်တောက်ညမထွက်ရမိတ်တွေထုတ်ငိမ့်ချမ်းစွာနဲ့ဘာလက်နှက်မှမကင်ဘဲနဲ့အေးချမ်းစွာစံနှံ့ပြနေတဲ့ပြည်သူတွေကိုရဲရဲစက်စက်ရဲရဲဆက်ဆက်အဲ့လိုတတ်ပြနေတာ next day သူကအဲ့ရက်တွေမှာ အဲ့ဒီချိန်မှာကိုစီဆိုရက်ကောင်မြေပြင်ပေါ်မှာဘာမှမလုပ်ဘူးနော်ငါလုံးငါလုတ်တော့မယ်ဘာဖြစ်ငါတို့ပြီးပါမှာဟမ်နော်အဲ့တော့ငါတို့ကဝစ်လက်မယ်ပြောအောင်ဒီဒီလိုလုံးရက်တွေဟာငါတို့ကစလုတ်ခဲ့တာလားမင်းဖေခေါ်နေတဲ့မင်းမေကိုအလကားကျုံးနေတဲ့အဲ့ဒီစစ်ပွဲခေါင်းဆောင်တွေကလုတ်ခဲ့တာလားမင်းကလူကမွေးသားတယ်မင်းမေကလူလို့မင်းတတ်မှတ်တယ်ဆိုရင်နောင်ဆိုရင်စကားကိုအဲ့လိုပောက်ပန်း၄၀မပြောနဲ့ရှင်းတယ်နော် ဒီတိုင်းဒီမှာစဖြစ်တဲ့ပြဿနာငါတို့ကစလို့ဖြစ်တာလားအဲ့ဒါလို့ရရဆက်တာအခုငါပြောပါတာလေအပေါင်90ပုံရင်9ပုံလောက်ပဲရှိသေးတယ်နောက်ထပ်55ပုံလောက်ကအဲ့ထက်စိုးတာတွေအများကြီးကျန်နေတယ်အဲ့တော့အဲ့လိုမျိုးရရဆက်ဆက်တွေကိုလုံနေတဲ့အချိန်မှာမင်းရဲ့ကျင်နာတတ်တဲ့တနာတတ်တဲ့စိတ်ကတခုမှမရှိဘဲနဲ့အခုလိုအချိန်မျိုးမှာဘယ်ဟဘယ်ဟဗီဒီယိုအဟောင်းကိုယူလာမှမသိဘဲနဲ့ငစီဝစ်လက်မယ်လို့လာပြောနေတာမင်းမရှက်ဘူးလား ဟမ်မင်းပေါင်တဲ့မင်းငုတ်ကြီးရဲ့မင်းပေါင်ထဲမှာလီးရှိသေးရဲ့လားလို့ဟမ်မင်းဒေါ်လာကြီးလားရောယောက်ျားဆိုရင်ယောက်ျားလို့ရှင်ပြန်ရတယ်တိလားယောက်ျားစိတ်မွေးစမ်းပါမင်းမွေးရတဲ့ဖေမင်းမင်းအာမနာဘူးလားမင်းဖေဘလူလဲရောဟမ်မင်းမဲ့လေကိုမင်းအာမနာဘူးလားကိုမွေးထားတဲ့အဖေကိုအားနာဆိုယောက်ျားဆိုယောက်ျားလိုနေရတယ်ယောက်ျားစကားပြောရတယ်ယောက်ျားလိုရှင်ပြန်ရတယ်နားလေလားအဲ့လိုမျိုးအချောက်လိုလိုဒီဘုံလိုလိုဒွန်လကီးလိုမရှင်ပြန်နဲ့အဲ့လိုအောက်တန်းကြတဲ့နီးနဲ့မတိုက်ခိုက်နဲ့တိလန်ပိုင်ရဲကို မင်းအဲ့လိုလုံလေမင်းငါ့ကိုမနာလို့လို့မကြိုက်လို့နော်အဲ့လိုအောက်တန်းကြတဲ့နီးတွေနဲ့မင်းငါ့ကိုတိုက်ခိုက်လေငါကဘာမှမဖြစ်လေမင်းပဲနှိမ့်ညံ့နေဖြစ်နေတာရှင်းလားနော်အဲ့ဒါဖြေပဲငါဘာမှမကြည့်ဘူးဘာဖြစ်လို့လဲလူတွေရဲ့အားလုံးမှာနားတွေမျက်စိတွေအုံနောက်တွေရှိတယ်ငါပြောတဲ့စကားကိုလေကိုစီပြောလို့ပါဆိုဘလူးမတန်းမရောမင်းပြောတဲ့စကားကိုလေပန်ရံကိုပြောလို့ပါဆိုဘလူးမတန်းမရောသူတို့ရဲ့နားတွေကနေနားထောင်တယ် မျက်စိတွေကနေကြည့်တယ်အုံနောက်တွေကနေတွေးတော်စဉ်းစားဆုံးဖြတ်တယ်ကျင်းလားအဲ့တော့မင်းတို့ကအကြံပေးလိုက်မယ်တိလားတသိရှိလားမကြိုက်ဘူးလားယောက်ျားလို့ရှင်းပြတယ်နော်အောက်တန်းကြတဲ့နီးနဲ့တိုက်ခိုက်တာမင်းနေတဲ့ဘက်အချမ်းတော်တဲ့နာတယ်မင်းတော်လည်းနာတယ်အဲ့ဒါငါစေတနာထားမှုပြောတာတိလားနော်ငါတို့ကဘလုံးမအဲ့လိုအောက်တန်းကြတဲ့နီးနဲ့တစ်ဖက်တောင်းအောင်မတိုက်ခိုက်ရှင်းလားနော်မင်းတို့လိုရုံညံ့တဲ့အလုပ်မျိုးတွေဘယ်တော့မှမလုပ်ဘူး တော့အခုငါပြောရတာကြားတယ်နော်ဟုတ်တယ်မလားအဲ့ချိန်လုံးကမင်းသနာတက်တဲ့ဂျင်နာတက်တဲ့စိတ်တွေကမရှိဘူးမလားမင်းမိခြံောင်ထဲမှာမင်းရောက်နေတယ်မလားဟုတ်လားအေးအရာရှိတယ်ပြောရတယ်နော်နောက်အဲ့လိုဗီဒီယိုဖိုင်မျိုးများများပြောပြီးမင်းကငါအဲ့လိုအမီးနင်းပြီးတော့လေကြည့်စားရတယ်အဲ့ဒီနှုတ်ပြီးကိုဖြတ်ဖြတ်ရိုက်လို့ရတယ်တိလာနော်တိလာမင်းသားယူဟမ်အရက်ပြက်ဇက်ပြက်ကောင်နော်မင်းကငါ့ကိုမနာလို့ဖြစ်တယ်မင်းလုတ်စီရမရှိမဟုတ်ကဟုတ်ကနေရှောက်ပြောလေသူဆိုဝတ်ကြီးဖြစ်တော့မကြည့်ဟမ်မင်းမင်း မနာဘူးလားခုငါပြောတာဟင်လူကလေနာစရာဆိုတာကအဲ့လိုမျိုးမှနာဖို့ကောင်းတယ်လူတစ်ဖက်ကတော့ဘာမှမဟုတ်တော့ကြိုက်တဲ့လောက်တော်ဆဲငါ့ကိုကြိုက်တဲ့လောက်ကဆဲငါမနာဘူးကိုမဟုတ်တဲ့အတွက်မနာဘူးအေးဒါမှမဟုတ်ကိုမဟုတ်တဲ့အာကိုကိုမဟုတ်တာလုပ်ထားမိတဲ့အရာကိုလာပြောမယ်ဆိုအဲ့ဒါနာစရာကြီးဒီလားဒါကြောင့်မလို့မဟုတ်တာကိုမလုံမိအောင်အများ public နဲ့ဆိုင်နေငါငါတယောက်တည်းရက်တော့မဖဲရိုက်မယ်ငါ့ကိုရက်တမန်းလာပေါ်တာဘာမှမဖြစ်ဘူးဟုတ်တယ်နော် အဲဒါပေမဲ့ public နဲ့ဆိုင်တဲ့သူများပေါ်ကိုမဟုတ်တာရုံမှပြီးဟာဒီကောင်ကဘယ်နေရာမှာမဟုတ်ဟဟုတ်ကပြောပြီးဘလို့ရုံမှလဲအဲ့ဒါ immediate ရှက်ဖို့ကောင်းတယ်မင်းဘဝအခုဖြစ်နေဘဝမင်းကြီးရဟင်ဘယ်ဟာ video file နဲ့လားဘယ်တော့က video file ဟမ်မင်းတနာတတ်တယ်ဆိုရင်မျက်မျက်တတ်တာတနာလေဟမ်နောက်ပြီးတော့ဒီပြဿနာကြီးစခဲ့တယ်ငါတို့မြောက်ပြီးလို့လားငါတို့စလို့လားမင်းမဲ့လင်အာနာသိမ့်ပြီးတော့အဲ့ဒါလိုပေါင်းမြောက်များစွာအကျမ်းပတ်မှုပေါင်းမြောက်များစွာကိုအကျမ်းဖက်လို့မခံနိုင်တဲ့အဆုံးမှာ နော်ပြည်သူတွေကရရလက်နဲ့ကိုဆွဲပြီးတော့ခုခံတော်လှန်ရင်းနဲ့ဒီတိုင်းပြည်ရဲ့ပြည်ထနာဖြစ်လာတာလေဟမ်လက်သုံးချောင်းထောင်ဒီအေဂျင့်ဆိုတာဆန္ဒပြတဲ့အချိန်မှာလက်သုံးချောင်းထောင်တာကိုမယူခဲ့လို့တနတ်ကင် ပြီးတော့ပြည့်တဲ့အချိန်ကျမှမင်းတို့မင်းတို့ကဘလုံလောက်ပါတဲ့ဝစ်လယ်မာတို့ဆန္ဒပြတဲ့ဇာကနဲ့ပြည်သူနဲ့မျက်ရည်လာမချူနဲ့မရတော့ဘူးမင်းတို့အားကိုးနေတဲ့အဲ့ဒီခွေးမျိုးကောင်းဆောင်တွေဟမ် ငြိမ်းချမ်းစွာဆန္ဒထုတ်ပေါ်နေတဲ့ပြည်သူကိုရရဲ့ဆက်ဆက်မျိုးစုံတပ်ဖြန့်နှိမ်ကွလို့တိုင်းပြည်ဟာဒီအခြေအနေထိရောက်လာတာမင်းတို့တွေကလူသိရှိခဲ့ရင်လက်နက်ကင်တဲ့အဆင့်ကိုဘယ်သူမှမသွားဘူးမင်းနားလေလားရှင်းလားဒါကတော့လက်ရှိအချက်ဖက်စစ်တပ်ကလုံမဲ့နိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့ရွေးကောက်ပွဲအတူကြီးအတွက်လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုသူတို့စစ်တပ်ရဲ့ပြည်ဒေသဝင်ကြီးဌာနကအဓိကတာဝန်ယူပြီး ရဲတပ်ဖွဲ့ကလုံခြုံရေးအပိုင်းကိုဥဆောင်အဖွဲ့အဖြစ်တာဝန်ယူမှဖြစ်တယ်လို့ဆိုပါတယ်။တပ်ဖက်ကလွတ်တော်အမတ်လောင်းတွေရဲ့လုံခြုံရေးနဲ့မဲယုံတွေကိုကင်းဆောင်မှုအတွက်ကိုတော့ရဲတပ်ဖွဲ့ကရွေးကောက်ပွဲလုပ်မဲ့နေမြေတိုင်းကိုမလုပ်ပေးနိုင်ပဲအင်အားမလောက်တဲ့အတွက်အဲ့ဒီနေရာမှာသူတို့စစ်တပ်လက်အောက်ကံပြူစောတီတွေ ပြည်သူစစ်တွေနဲ့လုံခြုံရေးအဖွဲ့တွေကိုရွေးကောက်ပွဲဆိုင်ရာရဲတွေအဖြစ်အသုံးပြုမှာဖြစ်တယ်လို့စစ်တပ်ပြည်ဒေသဝင်ကြီးဌာနတည်င်းအရှင်းမြစ်ကပြောထားပါတယ်။အဲဒါကလည်းရွေးကောက်ပွဲကာလမဲဆွဲစည်းရုံးရင်းနဲ့ရွေးကောက်ပွဲကျင်းပတဲ့ကာလအထိပဲဖြစ်တယ်လို့စစ်တပ်ကတော့ရွေးကောက်ပွဲလုပ်မဲ့နေမြေကိုအဓိကလုံခြုံရေးယူပြီးကျန်တဲ့ရွေးကောက်ပွဲတစ်ခုလုံးအတွက်လုံခြုံရေးအတွက်ကိုစစ်တပ်ရဲ့ပြည်ဒေသဝင်ကြီးဌာနကအဓိကတာဝန်ယူစီစဉ်ညွှန်ကြားနေတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်စစ်တပ်ရဲ့ပြည်ဒေသဝင်ကြီးဌာနကနေနိုင်ငံရေးပါတီတွေစီ မဲဆွဲစည်းရုံးမဲ့ကာလလုံခြုံရေးအတွက်အခုရပိုင်အတွင်းမှာပဲစတင်ဆက်သွယ်လာသလိုနှိမ့်နိုင်မှုတွေလုံနေပြန်တယ်လို့လည်းကြံ့ဖွဲ့ပါတီတည်င်းအရှင်မြင့်ကပြောထားပါသေးတယ်။တစ်ဖက်မှာတော့အကြံ့ဖက်စစ်တလောက်ကန်ရွေးကောက်ပွဲကော်မရှင်ဆိုတဲ့အဖွဲ့ကပါစတင်ဘာလ25ရက်နေ့ကပဲသူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးအတွက်ပါဝင်မဲ့နိုင်ငံရေးပါတီတွေကိုမဲဆွဲစည်းရုံးတဲ့အချိန်လိုက်နာရမယ့်စီမင်းစီကံ၉ချက်ကိုပါခန့်တီတီနဲ့ထုတ်ပြန်ခဲ့ပါသေးတယ်။အဲ့ဒီစီကံချက်တွေထဲမှာ အဓိကကတော့သူတို့စစ်တပ်ရဲ့ဂုံတိတ်ခါကိုထိခိုက်အောင်ပြောဆိုပြီးမဲဆွဲစီယုံနာတွေမလုပ်ဖို့ဆိုတဲ့အချက်ကစပြီးတော့တမချက်၉ချက်ကိုထည့်သွင်းထားပြန်တာပဲဖြစ်ပါတယ်။လက်ရှိအချက်ပစစ်တပ်ကသူတို့အတွက်ဘတော့မှအနိုင်မရခဲ့တဲ့ပြိုင်ဘက်ပါတီလည်းဖြစ်မြန်မာနိုင်ငံရဲ့ပြည်သူတွေတောင်းတောင်းဖြတ်ဖြတ်ထောက်ခံအပ်ပေးတဲ့ဒေါံဆန်းစုကြည်ဦးဆောင်ရအင်အားကြီး NLD ပါတီကိုပယ်ဖြတ်ပြီးမှသူတို့စစ်တပ်စိတ်တိုင်းကြပါတီတွေကိုလက်ဝါးချင်းရိုက်လိန်လေဖန်တီးထားတဲ့ရွေးကောက်ပွဲအတူကြီးကို တနိုင်ငံလုံးမလွှမ်းခြုံနိုင်တဲ့အပြင်ဒေါ်လာရင်းတက်တွေထိမ့်ချုပ်ထားတဲ့မြို့တွေနယ်မြေတွေမပါဘဲနဲ့သူတို့စစ်တပ်ထိမ့်ချုပ်ထားတဲ့မြို့တွေမှာသာအတင်းအကျပ်ပြုတ်လို့ဖို့စီစဉ်နေတာကိုလည်းမြင်တွေ့နေရပါတယ်ခင်ဗျတစ်ဖက်မှာတော့မွန်ပြည်နယ်မြို့တုံမြို့နယ်ကအကျပ်ပစစ်တပ်လက်အောက်ခံကမာဝတ်ကျေးရွာအုပ်ချုပ်ရေးမှုရုံးတဲ့ကိုဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးအုပ်ချုပ်ရေးမှုအပါအဝင်နှစ်ဦးကတော့အတိအသေးတိတ်ကုန်ကြပြန်ပြီလို့ဒေသခံပြည်သူတွေကပြောပါတယ် တစ်ဖက်မှာတော့ရန်ကုန်မြို့လေကအချက်ဖက်စစ်တပ်ရဲ့မြို့တော်ခန်းမရှိစစ်တပ် gate ဖောက်ခွဲတိုက်ခိုက်ခံရမှုအပအဝင်ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းရန်ကုန်မှာမြို့ပြပျောက်ကြားတပ်ဖွဲ့တွေရဲ့စီးရဲလှုပ်ရှားမှု၈ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ Rangoon Scott Network ကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ၁၄ရက်နေ့ကစပြီး30ရက်နေ့အထိရန်ကုန်တိုင်းအတွင်းကကျော်တဒါဘန်းတောက်အုပ်ကလပမြောက်အုပ်ကလပရွှေပောက်ကံဒဂုံမြို့တဲ့အရှေ့ပိုင်းဒဂုံမြို့တဲ့အနောက်ပိုင်းလက်အခုလှိုင်းသာရနဲ့ကော်မှုမြို့နယ်တွေမှာ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေမှာရှိတဲ့အချက်ပစစ်တပ်ရဲ့လုံခြုံရေးဂိတ်တွေအပါအဝင်အထွေထွေအုပ်ချုပ်ရေးမှုယုံရက်ွက်ယုံရင်ထင်းရက်တပ်ဖွဲ့ယုံရွေးကော်ပွဲကော်မရှင်ယုံနဲ့ရဲစခန်းတို့ကို ရန်ကုန်မြို့ပြပျောက်ကြားတပ်ဖွဲ့ UG တွေကလက်ပြပုံအဝေးထိန်းမိုင်းလက်လုံပြင်းအားမြင့်မိုင်းစတာတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်စကွန်နက်ဝက်ကတော့စက်တင်ဘာလအတွင်းသူတို့အတီးပြုတ်လို့ရတဲ့မြို့ပြစီရေးပေါ်ဆောင်မှု၈ခုရှိတဲ့အကြောင်းနဲ့လက်ရှိအချိန်ထိအတီးပြုတ်လို့မရသေးတာတွေလည်းရှိသေးတယ်လို့ဆိုထားပါတယ်။လက်ရှိအချိန်တွေကအချက်ဖက်စစ်အုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲအပိုင်းတစ်စတင်ဖို့တိတ်မကြတော့တဲ့အခြေအနေမှာမြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကလည်းရန်ကုန်မြို့လေကောင်းမမချမ်းစစ်တပ်တောက်တိုင်းတွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်လာတာဖြစ်ပါတယ်။ ဒါပြင်ပြီးခဲ့တဲ့စက်တင်ဘာလ25ရက်နေ့နဲ့30ရက်နေ့တွင်မှာဆိုရင်လေလေကူးမြို့နယ်မှာစစ်တပ်အလုပ်တွေစိတ်နှဲ့ကိုနှဲ့လုတ်ပေးနေကြတဲ့အုတ်ချုပ်ရေးမှုနဲ့စစ်တပ်လောက်ခံပြူစော့တီလူမိုက်တွေရှိရာအုံနယ်ကုန်းကျေးရွာအုတ်ချုပ်ရေးမှုရုံးနဲ့ရွှေပေါက်ကမြို့တဲ့22ရက်ကွက်အုတ်ချုပ်ရေးမှုရုံးတို့ကိုလည်းရန်ကုန်အာမေအဖွဲ့ကလက်ပစ်ဘုံတွေမိုင်းတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးမြို့မှာအချက်ပစစ်တပ်ကလုံခြုံရေးတွေပုံမတင်ကျပ်ထားတဲ့ကြားက အာနာရှင်စနစ်စန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတူတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါကတော့မန္တလေးမြို့မှာအချက်ဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းရောက်နေတဲ့အချိန်လုံခြုံရေးတွေပုံမတင်းကျပ်ထားတဲ့ကြာကမန္တလေးမြို့ဖယားကြီးမန္တလေးတောင်တော်ချင်းသေးကြီးနှကောင်းဇေကျိုးတော်နိုင်စင်ကျုံပေးစီပင်ရုံးရှိဖယားပွဲကင်းတဲ့အထင်ကြီးလက်မကြီးတွေမှာအာနာရှင်စနစ်စန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတူတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ လက်ရှိမန္တလေးမြို့မှာလုံခြုံရေးတွေကိုအရင်ထက်ပိုပြီးစစ်တပ်ကတင်းကျပ်ထားသလိုအော်တိုဘာလ၄ရက်နေ့ကဆိုရင်လေအကြံဖတ်မင်းအွန်လိုင်းတက်ရောက်ခဲ့တဲ့မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုဖုန်းမယူရအိတ်မသေးရထီးမယူရအုတ်ထုတ်မဆောင်ရဆိုင်ကနေကားရီမဝင်ရမရက်ရဆိုတဲ့တားမြစ်မှုတွေအပါဝင်လုံခြုံရေးတွေအထူးတင်းကျပ်ခဲ့ပြီးမှမင်းအွန်လိုင်းပွဲကိုလာရတာဖြစ်တယ်လို့လေအဲ့ဒီပွဲကိုတက်ရောက်ခဲ့တဲ့ဆရာဆရာမအတိုင်းဝန်းကပြောထားပြီးအဲ့ဒီနောက်ပိုင်းမှာလည်း မန္တလေးမြို့မှာလုံခြုံရေးတွေဆက်လက်တင်းကျပ်ထားတာဖြစ်တယ်လို့သိရပါတယ်အဲ့ဒီလိုစစ်တပ်ကမန္တလေးမြို့မှာလုံခြုံရေးတွေကိုပုံစံမျိုးစုံနဲ့တင်းကျပ်ထားတဲ့ကြားကပဲမန္တလေးမြို့ရဲ့အထင်ကြီးရနေရာတွေမှာတော်လန်လူငယ်တွေကအာနာရှင်စနစ်ဆန့်ကျင်ရေးနဲ့ရွေးကောက်ပွဲအတုတိုက်ဖြတ်ရေးလူလူလှုပ်ရှားမှုကိုပြုလုပ်သွားတာဖြစ်တယ်လို့သိရပါတယ်ခင်ဗျဒါကတော့အော်တိုဘာလ9ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲအချမ်းပစစ်တက်ကဝန်ဒရင်းမြို့နယ်မှာရှိတဲ့ခံဘက်ရွာတက်တောင်စင်နဲ့အိုးမတွေ့ကျေးရွာတွေကိုဝင်ရောက်လာပြီ လူငယ်၅ဦးကိုစစ်မှုထမ်းခိုင်းမှုပေါ်တာဆွဲဖမ်းဆီးသွားကြတယ်ဆိုပါတယ်။အဲ့ဒီလိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုခံရတဲ့လူငယ်တွေကတော့ခံဘက်ဂျေးရွာကလူငယ်၂ဦး၊ရွာသစ်ဂျေးရွာကလူငယ်၂ဦး၊တောင်ဆယ်ဂျေးရွာကလူငယ်၁ဦးနဲ့အိုးမတွေ့ဂျေးရွာကပြည်သူတို့ချို့ဖြစ်တယ်လို့ Voice of Wondering ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေနဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်တပ်ကသူတို့မှာပါလာတဲ့ Light Track ကားတွေပေါ်တင်ပြီးခေါ်သွားကြတယ်လို့ ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့မသိရဘူးလို့ Vice of Wondering ရဲ့တာဝန်ရှိသူကပြောထားပါတယ်။လက်ရှိအကြံဖက်စစ်တပ်ကအခုအော်တိုဘားလ15ရက်နေ့မှာဖွင့်မဲ့သူတို့ရဲ့စစ်မှုထမ်းအပတ်စဉ်18အတွက်လူငယ်တွေကိုပုံစံမျိုးစုံနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေပြန်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အကြံဖက်စစ်တပ်ကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာတည်င်းကျွတ်လာပြည်နေမှာပဲနမ်တူနဲ့တိဘောမျိုးတွေကအယသပြည်သူတွေနေထိုင်ရာနေရာတွေကို လေနဲ့စက်တိုက်ပုံချေတော်မှုကြောင့်နေအိမ်အများအပြားပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားတယ်လို့ TNL ကလည်းထုတ်ပြန်ထားပါတယ်။ဒါကတဆက်သေးမှာပဲ။အကြက်ဖက်စစ်တပ်ကလက်ရှိ2025ခုနှစ်မေလကနေဩဂုတ်လ၄လတာ အတွင်းမှာလေကြောင်းတိုက်ခိုက်မှုပေါင်းအကျဉ်း800ကျော်လုဆောင်ခဲ့ပြီးပြည်သူပေါင်း604ဦးသေဆုံးထားတယ်လို့နောက်ထပ်ပြည်သူ1300ကျော်ကဒဏ်ရာရရှိခဲ့တဲ့အကြောင်းညံလင်းတဲ့သူတေသနာအဖွဲ့ကအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။ ဲ့ဒီအစီရင်ခံစာအရာအခု2025ခုနှစ်မေလကနေဩဂုတ်လအထိ၄လတာအတွင်းအကျန်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမန္တလေးတိုင်းစကိုင်းတိုင်းမကွေးရှမ်းမြောက်ကချင်ပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ပဲခူးတိုင်းအေရီတိုင်းတရင်းသာရီတိုင်းချင်းပြည်နယ်နဲ့မွန်ပြည်နယ်တွေပါဝင်ပြီးဘုံချဲမှုအကျဉ်းရေတွေကအစဖော်ပြထားပါတယ်အဲ့ဒီလို၄လတာအတွင်းအကျန်းဖက်စစ်တပ်ရဲ့နိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်း604ဦးသေဆုံးထားတယ်လို့ နောက်ထပ်ပြည်သူ1300ကျော်ကဒဏ်ရာရရှိခဲ့တဲ့အကြောင်းနဲ့ဘာသာရေးအဆောက်အအုံစတင်ကြောင်းစေယုံစေကံထိခိုက်ပျက်စီးခဲ့ရတဲ့အရေးအတွက်ကိုပါအဲ့ဒီညံလင်းတဲ့သူတေသနာအဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။လက်ရှိအကြမ်းဖက်စစ်တပ်ကတော့နိုင်ငံတော်ကတော်လန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုသူတို့စစ်တပ်ကပြန်လည်လုချင်နေတဲ့အတွက်မြေပြင်စစ်ကြောင်းထိုးတာတွေလုပ်နေတဲ့အချိန်တစ်ဖက်မှာအရသာပြည်သူတွေနေတဲ့နေရာတွေကိုပါပိတ်မထားပြီးလေရင်နဲ့ဘုံကျဲဓာတ်တွေ drone နဲ့ဘုံကျဲဓာတ်တွေအပါအဝင် လက်နက်ကြီးပစ်ခတ်ဒါရီကိုပါတမင်တကာရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကြောင့်အခုညံလင်းတစ်ဒုတိယနာအဖွဲ့ရဲ့အစင်ကန်စာတက်ကလို့ပဲမြေပြင်မှာရသပြည်သူတိုက်စုံမှုနှုံးဟာဆက်လက်မြင့်တက်နေစေဖြစ်တယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကိုနှစ်သက်ကြတယ်ဆိုရင် like and subscribe ကိုပြခဲ့ပုံမိကြပါနဲ့ကြည့်ရှုပြီးတဲ့သူတိုင်းကိုလည်းအထူးအထူးကျေးဇူးတင်တယ်လို့လည်းထပ်မံပြီးပြောကြရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်